တမိုင်းတခြားအထူးရှားဆုံးကန်ဆုံမုံမောင်ကြမှုများဒီနေ့တင်ဆက်ပေးမှာကတော့တမိုင်းတခြားအထူးရှားဆုံးကန်ဆုံမုံမောင်ကြမှုတွေပဲဖြစ်ပါတယ်။ကဘာပေါ်မှာတချို့လူတွေဟာသူများတွေမကြုံဘူးတဲ့သူစနဲ့ကန်ဆုံမှုတွေကိုကြုံတွေ့ကြရပါတယ်။ဒီလိုမျိုးကန်ဆုံမှုတွေစင်ကဲဖြစ်ပေါ်ခဲ့တဲ့ဖြစ်ရပ်မှန်တွေကဘာတွေလဲ။သူတို့ရဲ့နောက်ွယ်ကဇလန်းတွေကဘလို့ရှိမလဲဆိုတာကိုအတူတူလေ့လာကြည့်ရအောင်။တမိုင်းကပင်ရဲ့သင်ခန်းစာတွေနဲ့ပါနိုင်သလိုမယုံကြည်နိုင်တော့အောင်ထူးဆန်းတဲ့ကန့်တရားအကြောင်းလေးဖြစ်နိုင်ပါတယ်။ မိုးကြိုးခုနှစ်ကြိမ်အပြစ်ခံရသူ ပထမဆုံးတင်ဆက်ပေးမယ့်ဇလံကတော့ Wayne Sullivan ဆိုတဲ့ American လူမျိုးပန်းချံလုံသားတဦးရဲ့ဇလံမှာသူဟာတကယ့်ကိုထူးဆန်းတဲ့ကန့်ဆိုးမှုကြီးကိုကြုံခဲ့ရသူပါဘာဖြစ်လို့လဲဆိုတော့သူဟာတမိုင်းတလျှောက်မိုးကြိုးခုနှစ်ကြိမ်အထိအပြစ်ခံခဲ့ရပြီးအသက်ရှင်ကျန်ရခဲ့သူတဦးတည်းသောလူသားဖြစ်လို့ပါပဲဒီဖြစ်ကြောင့်သူဟာဂင်းနစ်မှတ်တမ်းမှာတော့ပါဝင်ခဲ့ပါတယ်။1942ခုနှစ်ကနေ1989ခုနှစ်အတွင်းနှစ်ပေါင်း35နှစ်တာကာလအတွင်းမှာ ရိုင်းဆိုလီဗန်ဟာမိုးကျုပ်အဖြစ်ခံရမှုခုနှစ်ကြိမ်ကြုံခဲ့ရပါတယ်။ပထမဆုံးအကြိမ်က1942ခုနှစ်၊နောက်ဆုံးအကြိမ်ကတော့1989ခုနှစ်မှာဖြစ်ခဲ့တာပါ။မိုးကျုပ်ပစ်ခံရတဲ့အခါတိုင်းသူ့ရဲ့ခန္ဓာကိုယ်အစိပ်ပိုင်းအမျိုးမျိုးဒဏ်ရာရခဲ့ပါတယ်။ခြေထောက်၊ဇပင်၊ခေါင်း၊ရှင်ဘက်၊မျက်နှာစားရည်နေရာတွေမှာမီးလောင်ဒဏ်ရာတွေ၊သတိလက်တာတွေဖြစ်ခဲ့ပါတယ်။တချို့အကြိမ်တွေမှာတော့သူ့ရဲ့ဇပင်တွေလောင်ကျွမ်းကုန်လို့မိသက်သမားတွေနဲ့ဇပင်ပြောင်းရရတဲ့အထိဖြစ်ခဲ့ပူပါတယ်။ နောက်ဆုံးအချိန်မိုးကြိုးပစ်ခံရပြီးနောက်မှာတော့သူဟာစိတ်ဖိစီးမှုတွေနဲ့ကန်ဆိုးခြင်းတံကိုမခံနိုင်တော့ပဲကိုကိုကိုအဆုံးစီရင်သွားခဲ့ရပါတယ်။ဒါဟာတကယ့်ကိုကန်ဆိုးမိုးမောင်ကြောင်းမှုတွေတဲ့ကတခုပါပဲ။လူတဦးတဲ့ကိုမိုးကြိုးခုနှစ်ချိန်ဖြစ်တယ်ဆိုတာဘလို့မှမဖြစ်နိုင်ဘူးလို့ထင်ရပေမဲ့ဝိုင်ဆိုလီဗန်ရဲ့ဖြစ်ရမှန်ကတက်တီပြနေပါတယ်။ရင်းနှီးခြင်းမှမသိနိုင်သူ violet jobs ော့ကန်ဆိုးမှုတွေစင်ကဲဖြစ်ပေါ်ခဲ့တဲ့နောက်ထပ်ဇာတ်လမ်းတစ်ခုကတော့တင်မောသူနာပြု violet jobs ော့ရဲ့ဇာတ်လမ်းမှာ သူဟာကမ္ဘာသမိုင်းဝင်နာမည်ကျော်သင်္ဘောကြီးပျက်စီးမှု၃ခုလုံးမှာပါဝင်ခဲ့ပြီးအသက်ရှင်ကျန်ရစ်ခဲ့သူတဦးတည်းသောပုဂ္ဂိုလ်ဖြစ်ပါသည်။1931ခုနှစ်မှာဘွိုင်းလက်ဂျက်ဆော့ဟာနာမည်ကြီးသင်္ဘောကြီး HMHS အိုလံပစ်မှာသင်္ဘောသားအဖြစ်စတင်လောက်ကိုင်းခဲ့ပါသည်။စက်တင်ဘာလ20ရက်နေ့မှာတော့အိုလံပစ်သင်္ဘောဟာဗြိတိရှတော်ဝင်ရေးတပ်ရဲ့ HMS Hope သင်္ဘောနဲ့တိုက်မိခဲ့ပါသည်။ဒီဖြစ်ရမှာသင်္ဘောနှစ်ဆင်းစလုံးပျက်စီးခဲ့ပေမဲ့တိုက်ဆုံးသူမရှိဘဲဂျက်ဆော့လည်းအသက်ရှင်ခဲ့ပါသည်။ နောက်တနည်း1932ခုနှစ်မှာတော့ Violet Jepson ဟာ Atlantic သမုဒ္ဒရာရဲ့အကျော်ကြားဆုံးနဲ့အကြီးကျယ်ဆုံးသင်္ဘောနည်းမြုပ်မှုဖြစ်တဲ့ RMS Titanic သမုဒ္ဒပေါ်မှာအလုံးလုံးနေခဲ့ပါတယ်။1932ခုနှစ်ဧပြီလ14ရက်နေ့မှာ Titanic သမုဒ္ဒဟာရေခဲတောင်ထဲတိုက်မိပြီးနစ်မြုပ်ခဲ့ရမှာလူပေါင်း1500ကျော်သေဆုံးခဲ့ပါတယ်။ကျပ်ဆော့ဟာကံကောင်းထောက်မစွာနဲ့ကယ်ဆယ်ရေးလိနဲ့လွတ်မြောက်ခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့ကံကြမ္မာကအဲ့ဒီမှာတင်မရသေးပါဘူး။ ပထမကဘာစစ်အတွင်းမှာတော့သူဟာစီးရုံတင်မောအဖြစ်အသုံးပြုတဲ့ HMHL Britain မှာသူနာပြုအဖြစ်အလုပ်လုပ်ခဲ့ပါတယ်။1936ခုနှစ်နိုဝင်ဘာလ22ရက်နေ့မှာတော့ Britain တင်မောဟာမြေအောက်မိုင်းနဲ့ထိမိပြီးနစ်မြုပ်ခဲ့ပြန်ပါတယ်။ဒီဒီချိန်မှာလည်း Jepson ဟာတက်ဆုဆံပြအသက်ရှင်ကျန်ရစ်ခဲ့ပြန်ပါတယ်။ဖောင်လာဂျပ်ဆောရဲ့ဇလန်ဟာတကယ်ကိုမယုံနိုင်စရာကန့်ဆိုးမှုတွေနဲ့ပြည့်နှက်နေပြီးဘလို့မှမသေးနိုင်ဘူးလားလို့တောင်ထင်ရပါတယ်။ဟုတ်ဒိုင်မွန်ရဲ့ဂျိန်စာ ကမ္ဘာကျော်ကြားဆုံးစိန်တလုံးဖြစ်တဲ့ဟုတ်တိုင်းမော့ဟာသူ့ရဲ့လပမှုအဖြစ်စင်စာတင့်တယ်လို့လူသိများပါတယ်။ဒီစိန်ကိုပိုင်ဆိုင်ခဲ့တဲ့သူတွေတိုင်းထူးဆန်းတဲ့ကန်ဆုံးမှုတွေတိတ်ဆုံးမှုတွေဒါမှမဟုတ်ရောဂါဝေဒနာတွေခံစားခဲ့ရတယ်လို့ပြောစမှတ်ပြကြပါတယ်။ဒီစိန်ရဲ့မူလနာမည်က Traphinia blue ဖြစ်ပြီး19ရာစုခုနှစ်မှာအိန္ဒိယကနေစတင်တွေ့ရှိခဲ့ရပါပြင်သစ်ပြည်လိုဝိတ်ဖော်တင်ကဝယ်ယူခဲ့ပြီးနောက်ပြင်သစ်တော်ဝင်မိသားစုရဲ့လက်ထဲကိုရောက်ခဲ့ပါတယ်။ ပြည်သစ်တော်လိုင်းကာလာမှာစိန်ဟာပျောက်ဆုံးသွားခဲ့ပြီးနှစ်ပေါင်းများစွာကြာပြီးနောက်ဟုတ်ဒိုင်းမွန့်ဆိုတဲ့နာမည်နဲ့ပြန်လည်ပေါ်ပေါက်လာခဲ့ပါတယ်။ဒီစိန်ကိုပိုင်ဆိုင်ခဲ့တဲ့သူတွေတဲကတချို့ရဲ့ကန်ဆုံးမှုတွေကိုကြည့်လိုက်ရအောင်။ Chatco ဒီစိန်ကိုခိုးယူခဲ့တဲ့သူဖြစ်ပြီးနောက်ပိုင်းမှာကုကုကိုအဆုံးစီရင်ခဲ့တယ်လို့ပြောကြပါတယ်။ Princess Dylan Ban ပြင်သစ်ဒေါ်လာရေးအတွင်မှာစင်ကိုဝစ်စင်ခဲ့ပြီးရက်ဆက်စွာအသက်ခံခဲ့ရပါတယ်။ Evelyn Wash McLeish အမေရိကန်လူမျိုးစိမ့်ပိုင်ရှင်တဦးဖြစ်ပြီးသူ့ရဲ့မိသားစုမှာကံစိုးမှုတွေဇက်တိုက်ကြုံခဲ့ရပါတယ်။ဒါတဦးကတိုင်မှုနဲ့တိစုံသမီးတဦးကိုကိုကိုအဆုံးစီရင်မိတဦးလည်းမူရင်စေဝါ၃၀မှုနဲ့တိစုံခဲ့ပါတယ်။သူကိုယ်တိုင်လည်းစိတ်ကြယောဂနဲ့ကွယ်လွန်ခဲ့ပါတယ်။ဟုတ်တိုင်မှုရဲ့ကျိန်းစာကတကယ်ပဲရှိရလား။ဒါမှမဟုတ်တိုက်ဆိုင်မှုတသက်ပဲလားဆိုတော့ဘသူမှတက်အပ်မပြောနိုင်ပါဘူး။ဒါပေမဲ့ဒီစိန်ရဲ့တမိုင်းကြောင်းကတော့တကယ့်ကိုထူဆန်းပြီးကန့်ဆိုးမှုတွေနဲ့ပြည့်နေနေရာကိုတွေ့ရပါတယ်။ ကင်ဆုံးမှုပေါင်းစုံရှင်းဆိုင်ရတော့က Ash to Front Ferdinand ရဲ့ Crash and Stake ပထမကဘာစစ်ကြီးကိုစတင်စေခဲ့တဲ့ဖြစ်ရပ်တစ်ခုနဲ့ဆက်ဆက်နေတဲ့ကားတစီအကြောင်းကိုဆက်ပြောပြကြမယ်။အဲ့ဒါကတော့ Ashtofrat Ferdinand စီးနေခဲ့တဲ့ Grudge and Stick ကပဲဖြစ်ပါတယ်။ဒီကဟာအဲဒီလောက်ကြံမှုနောက်ပိုင်းမှာပိုင်ရှင်များစွာပြောင်းလဲခဲ့ပြီးပိုင်ဆိုင်သူတိုင်းထူးဆန်းတဲ့အသေးဆုံးမှုတွေမတော်တဆမှုတွေကြုံတွေ့ခဲ့ရတယ်လို့ဆိုကြပါတယ်။1914ခုနှစ်ဇွန်လ28ရက်နေ့မှာ အရှ်တူဖရက်ဖာဒီနန်နဲ့သူ့ရဲ့ဇနီးဆိုဖီတို့ဟာဆာဘီယာအမျိုးသားဂါဗီလိုပရင်ဆက်ရဲ့လုံခြံတပ်ဖြတ်ခြင်းကိုခံခဲ့ရပါတယ်။အိဖျက်ကနေပထမကဘာစစ်ကြီးစတင်ခဲ့တာပါ။သူတို့လုံခြံခံရချိန်မှာစီးနင်းခဲ့တဲ့ကားကတော့ Grand and State တပည့် Phaeton ဆိုတဲ့အနီအောင်ကားတစီပါ။ဒီကားဟာလုံခြံမှုဖြစ်ပြီးရနောက်ပိုင်းမှာပိုင်ရှင်ပေါင်းများစွာပြောင်းလဲခဲ့ပါတယ်။ပထမဆုံးပိုင်ဆိုင်တဲ့ Australia စစ်ဗိုလ်ချုပ်တို့ဟာဒီကားကိုစီးပြီးနောက်ပိုင်းစစ်ရဲအကြမ်းမှစိတ်ကစင့်ကလျားဖြစ်ပြီးတိုက်ဆုံခဲ့ပါတယ်။ နောက်ထပ်ပိုင်ဆိုင်သူတဦးကတော့ကောင်းဟုတ်စီပြီးမကြခင်မှာပဲရှင်းမတော်တဆမှုနဲ့တိတ်ဆုံးခဲ့ပါယ်။တခြားပိုင်ရှင်တဦးဟာဒီကားကိုစီပြီးမြင်းရထားနဲ့တိုက်မိလို့တိတ်ဆုံးခဲ့ပါယ်။နောက်ဆုံးပိုင်ဆိုင်ခဲ့တဲ့သူတွေကတအူးဖြစ်တဲ့ဒေါက်တာတအူးဟာကားမတော်တဆမှုနဲ့တိတ်ဆုံးခဲ့ပြီးကားကိုပြုပြင်ဖို့ဝယ်ခဲ့တဲ့ကိုရာပိုင်ရှင်တအူးလည်းကားကိုပြင်နေကန့်ဆိုးစွာတိတ်ဆုံးခဲ့တယ်လို့ဆိုကြပါတယ်။ဒီကားဟာလက်ရှိချိန်မှာတော့ BNR မျိုးကစစ်ဘက်ပြတိုက်မှာပြတ်တာထားပါတယ်။ ဒီကိကန်ဆိုးချစ်တနိုင်ကတော့သမိုင်းဝင်ဖြစ်ရတဲ့ခုရဲ့ထူးဆန်းတဲ့နောက်ဆက်တွဲတစ်ခုအဖြစ်ကျင့်ရနေသေးပါပဲပြိတ္တကြီးဒီဇလန်တွဲတွေတဲ့ကဘယ်ဇလန်ကပြိတ္တကြီးကိုအံ့အားသင့်စီဆုံးလဲဆိုတာကောမတ်မှာရေးပေးခဲ့ပါအောင်နော်နောက်အပတ်မှာဘလို့ထူးဆန်းတဲ့ဇလန်တွေကိုနားဆင်ကြပါသလဲကျမတို့ရဲ့ channel ကို like and subscribe လုပ်ဖို့မမေ့ပါနဲ့နော်နောက်လာမယ့် video တွေမှာလည်းပိုပြီးစိတ်ဝင်စားကြကောင်းတဲ့ဇလန်တွေကိုတင်ဆက်ပေးသွားပါမယ်ရှင်